ီစကားထဲမှာပေးခြင်းတဲ့အဓိက message ဆိုရင်တော့အာလူတွေကိုအယုံမလွယ်သင့်ဘူးဆိုရဲတောင်းပေါ့အဲ့လိုပြောလို့ရပါဘူးဟိုလိုင်းပေါ်မှာလည်းတခြားရပါတော့လူတွေကတရေနဲ့ကြောက်စရာကောင်းလဲဆိုတော့လူတွေကတရားတော့လူကြောင်းရကြောင်းတယ်အဲဒီစကားထဲကအဓိကပြောခြင်းတဲ့ message ကအဲ့ဒါဖြစ်ပါလိမ့်မယ်ကြည်လင်သိပါလိမ့်မယ် 2020အား1382ခုနှစ်တက္ကူလာပြည့်ကျော်17ရက်2020ခုနှစ်အပိလ18ရက်ဒီနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါသည်အဲ့ဒီအမိတ်အပြည့်စုံပါကျေးဇူးများတင်ပါတယ်ဒီဇာကားဟိုညမထွက်ရဆိုတဲ့နာမည်ကိုကျွန်တော်စပြီးတော့ launch လုပ်ခဲ့တဲ့မနေ့ကဇူလိုင်1ရက်နေ့ကနေစပြီးတော့ အခုဒီနေ့ April 25ရက်နေ့ရုံပေါ်ရောက်လာမယ့်အချိန်အထိစိတ်ဝင်တစားနဲ့စောင့်ကြည့်ပေးကြတယ်ဝန်းရံပေးကြတယ်မိတ်ဆွေတွေပရိသတ်တွေတယောက်ချင်းစီတိုင်းကို comments တွေတကြောင်လုံးပြီး react တွေတခုပဲကျေးဇူးအများကြီးတင်ပါဒီစကားထဲမှာပေးချင်တဲ့အဓိက message ဆိုရင်တော့အာလူတွေကိုအယုံမလွယ်သင့်ဘူးဆိုရဲတောင်းပါအဲ့လိုပြောလို့ရပါ ကိုလိုင်းပေါ်မှာလည်းတင်ထားရပါတော့။ဒီဒီကတရေနဲ့တော့ကြောက်စရာတော့လဲဆိုတော့ဒီမှာဒီကကျွန်တော်လိုချောင်းရာကြောင့်။အဲဒီဇာကားနဲ့အဓိကပြောချင်တဲ့ message ကအဲ့ဒါဖြစ်ပါလိမ့်မယ်။ကြည်လင်သိပါလိမ့်မယ်။ရှုံးဝမအောင်ကြောက်တဲ့သူကမနိုင်နိုင်အောင်ကြိုးစားရင်စီးရမှာကြောက်တဲ့သူကချမ်းသာကြိုးစားရင်သူတို့ပတ်ဝန်းကျင်အတွက်ကြောက်စရာကောင်းတဲ့သူဖြစ်သွားကြတာ။ ကိုယ်တိုင်ကြုံတာတော့မဟုတ်ဘူးဒါမဲ့ဟိုတွေ့နေရတာပဲလေဒီလား Facebook ပေါ်မှာတက်တိတ်မခိုင်းလို့မင်းနဲ့တက်တက်ပြီးတော့ဟိုပြောဒီပြောပြောတာတွေကဟိုတစ်ဖက်လူကိုပြင်ဆင်ချိန်ပေးလိုက်တာနဲ့တူတူပဲလေဒီလားကျွန်တော်အဲ့အရာမျိုးမထောက်ခံဘူး Facebook ဆိုတာက social network လေဒီလားခင်းချောက်စာပို့တဲ့နေရာမဟုတ်ဘူး Let's pick up အဲ့လိုမဟုတ်ပါဘူးအဲ့လိုမဟုတ်ဘယ်လိုပြောမလဲကျွန်တော်တို့ generation တွေအကုန်လုံးကအဲ့လိုမိကလည်းနဲ့ generation မဟုတ်ဘူးညာကိုယ့်ကိုအဲ့လိုစောကြီးအောင်နေတဲ့ generation မဟုတ်ဘူးသိလားကျွန်တော်တို့ကဂျလေဘီလေးလိုနေခဲ့ကြတာလေဘယ်လိုပြောမလဲလမ်းမေးမှာနေလာခဲ့ကြတဲ့ကောင်တွေနေသိလားအဲ့လိုမျိုးကောင်တွေကကြတော့မျက်စိရှိမှအဲ့လိုစောကြီးပဲပုံစံတွေလာလုပ်နေကြည့်မရဘူးအဲ့တော့နူဖတ်ပြီးတော့စော်ကြည့်ပဲလို့မျိုးလေးလုံနေလို့ရှိရင်ကြည့်မြကြဒီသဘောပါပဲအဲ့ဒါကြောင့်ကျွန်တော်တို့ generation တွေဆိုရင် အဲ့လိုမျိုးမျက်စိရဲ့မှာလာလုံနေ crossing ဖြစ်တယ်ဒါပါပဲအာပထမဆုံးတစ်ကြိမ်ပါပဲနောက်ပိုင်းကားတွေကြတော့သူနဲ့ကျွန်တော်နဲ့အတွဲညီသွားပြီးတော့လက်တွဲလှုပ်ခဲ့ကြတဲ့ကားတွေအများကြီးပါပထမဆုံးကားမှာလည်းသူ့အတိမတ်ပြုတ်လိုက်တာအာညီလေးတော်တယ်စူးစားတယ်ဟိုခုနပြောသလိုအစိုးရကနေတရုတ်ဆောင်မျိုးလည်းကူကူပြောင်းလာတာမဟုတ်ဘူးသူဒီအလုပ်ကိုတကယ်စိတ်ဝင်စားတယ်တကယ်စူးစားတယ်ဆိုတာလည်းမြင်လိုက်ရတယ်သူနဲ့ကျွန်တော်နဲ့ပထမဆုံးကားမှာလည်းပြန်ပြီးတော့နားလေသွားပြီးတော့တယောက်နဲ့တယောက် ချက်သွားကြတာကိုရာနဲ့ခုနကပြောတယ်ငွေမချက်အញ្ញန်းတူတယ်သွားတဲ့အဲ့လိုပြောလို့ရတယ်ဘယ်လိုလဲငါတောင်းဒီလောက်ပေါ်မှာထားရတဲ့ခံယူချက်ချင်းတူလို့လို့ပြောလို့ရပါဇကားကြီးလည်းသိပါလိမ့်မယ်ဒီတဲမှာသူတို့မှလုံနိုင်မယ့်နေရာမျိုးတွေပါတယ်အဲ့ဒါပါ ချို့ကတော့ဒီ interview မှာပြောလိုက်တာတည်းဗျာဒါကျွန်တော်ဖတ်ထားချင်တာလေးတွေရှိတယ်ညမထွက်ရဆိုတော့ခေါင်းစဉ်အောက်မှာလူတွေမျောလင့်ထားတာတွေရောမမျောလင့်ထားတာတွေရောတွေ့ရလိမ့်မယ်ဒီလိုပဲပြောချင်ပါဘူးမြို့မြတူကကြတော့ကျွန်တော်သူ့တချင်းတွေနားထောင်နေကြိုက်ပါတယ်သူနဲ့ကျွန်တော်အရှိမအရောသူ့တချင်းစာသားတစ်ခုကိုဇက်ကားခေါင်းစဉ်သုံးဖို့အတွက်ခွင့်တောင်းမှုတယ်အဲ့ဒီအချိန်မှာအနုပညာစိတ်နဲ့ပဲပေါ့နော်လူလူလာလာပဲခွင့်ပြုခဲ့တယ် လုပ်ပါကိုတဲ့ဆိုတော့ကျွန်တော်စိတ်လည်းဟောဒါသူအမှုပညာစိတ်ရှိတာပဲဆိုပြီးတော့အဲ့ဒီချိန်တည်းကကျွန်တော်သူ့ကိုအတိမတ်ပြုခဲ့တာပေါ့လေဆိုတော့တစ်ချိန်ကျရင်သူနဲ့အလုံးလုံးဖြစ်မှာပေါ့သူနဲ့ live ဖက်ညီတာရှိရင်ကျွန်တော်ရိုက်အောင်ပါဒီနေ့ကျွန်တော်တကားလုံးအခေါက်အခါကကြည့်ပြီးကျွန်တော်ကျင်းတယ် ဧပြီ25ရက်နေ့ယုံတင်မာတော့မယ်။ညမထွက်ရဆိုတဲ့နာမည်ကိုစိတ်ဝင်စားကြတဲ့ပရိသတ်တွေအကုန်လုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဧပြီ25ရက်နေ့ကျွန်တော်တို့ယုံနေမှာပြန်တွေ့ပါမယ်။ကျေးဇူးပါ။